မေးခွန်းလေးတစ်ခုကအရန်ကောင်းလို့ဒီမေးခွန်းလေးကိုကျွန်မဖြေပေးခြင်းနဲ့နော်ပြောပြမယ်နော်ဆိုတော့လွန်ခဲ့တဲ့9နှစ်လောက်ကတဲ့တန်ကြိုးကောင်းစို့တကြက်သားလှုပ်ထားတာတဲ့အခုဖြတ်ပြီးတော့မှပုံစံအစ်စ်ပြန်လှုပ်ချင်ရှုံးနိုင်လားအမားတဲ့ရွှေစင်းနဲ့တွက်ရင်တဲ့အဟောင်းအစ်စ်ကွာပါသလားတဲ့ဒီလိုလေးမေးခွန်းလေးရ ဲ့တော့ جماعه ဒီဟာလေးကဒါအားလုံးလည်းသိရအောင်လို့ဒါတော်တော်များများမသိတဲ့သူရှိလို့မလို့ جماعه ဖြေပေးတာသိတဲ့သူတွေကြော်သွားပါအာ جماعه အာချောင်းနယ်လည်းမပြောပါနဲ့အဲ جماعه ကိုကိုတိကိုတက်တွေသူပဲတိသူပဲတက်တွေလည်းလာမပြောပါနဲ့ဆီယာမာကြီးလိုလည်းလာမပြောပါနဲ့နေရတကာပါတွေလည်းလာမပြောပါနဲ့မသိတဲ့သူတွေအတွက် جماعه ဖြေပေးခြင်းမှာတီးပြီးသားတက်ပြီးသားနားလည်ပြီးသားဆိုရင်ကြော်သွားပါနော်ဆိုတော့မေးခွန်းရှိလို့အဖြေရှိတာပါဆိုတော့မသိတဲ့သူတွေအတွက် جماعه ဖြေပေးမယ်နော်အဲ့တော့လုံခဲ့တဲ့ ှစ်လောက်ကလှုပ်ထားတယ်အဲသဘောကလွန်ခဲ့တဲ့9နှစ်လောက်ကရွှေဈေး10သိန်းပတ်ချလေပေါ့နော်အခုဆိုရင်ရွှေဈေးက80ပတ်ချလေပေါ့နောက်ဆိုရင်ကျွန်တော်တို့ကတွက်ကြမယ်လွန်ခဲ့တဲ့9နှစ်ကဘလို့ရှုံးသလဲအဲဈေးနဲ့တွက်လို့ရှိရင်အဟောင်းနဲ့အစ်စ်နဲ့ကွာပါသလားသူကဒီတစ်ချက်သားကိုပဲနောက်ထပ်တစ်ချက်သားပြန်လှုပ်ချင်တယ်ဒါဆိုရင် तू ရှုံးမှာလားမြတ်မှာလားကျွန်တော်တို့စဉ်းစားရအောင်ဟုတ်ပြီမိမိမှာတစ်ချက်သားရှိတယ်လွန်ခဲ့တဲ့9နှစ်ကလှုပ်ထားတဲ့ရွှေဈေး10သိန်းဈေးနဲ့ဆိုတော့10သိန်းပေါ့အယောဒ်ပလတ်73သိန်းပေါ့ နော်ကျမတို့ကလှုပ်ထားတယ်ဆိုတော့ဒါဆိုရင်အခုရွှေတကြက်သားကုန်းတကုန်းလုံးမယ်ဆိုလို့ရှိလို့ရှိရင်ကျမတို့ကအခုရွှေပေါက်စင်းနဲ့ဆိုတကြက်သား plus တီကျမတို့ဘာညာတရကအကုန်လုံးအယောဒနဲ့ဆို80ကျော်80နီးပါးလောက်ကြမယ်80ကျော်ကျော်80နီးပါးလောက်ကြမယ်ဆိုတော့ငွေအားဖြင့်မှာအများကြီးကွာသွားပြီ okay ဒါဆိုရင်ကျမတို့ကတွက်မယ်ဒီညမလေးကသူ့ရဲ့လုံခဲ့တဲ့9နှစ်ကတကြက်သားကုန်းကိုအခုပြန်ရောင်းမယ်ဆိုရင်ငွေအားဖြင့်မြတ်ပါတယ် လွန်ခဲ့တဲ့9နှစ်ကလှုပ်ထားတဲ့ရွှေစင်းနဲ့အခုလက်ရှိပေါက်နေတဲ့ရွှေစင်းနဲ့အားဖြင့်ငွေအားဖြင့်မြက်တယ် ကိုကဒီပစ္စည်းကိုရောင်းလိုက်မယ်ကိုအသုံးလိုတဲ့တနေရာမှာသုံးမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့ခုနှစ်တည်းတုန်းက10သိန်းကျော်လောက်ပဲသုံးသားတဲ့ဟာဒီအခုချိန်မှာသိန်း80ကျော်လောက်ကိုရမယ်ငွေအားဖြင့်မြတ်တယ်ဒါဆိုရင် မမရေညမတော့ငွေအားဖြင့်မြတ်ချင်တာမဟုတ်ဘူးတကြက်သားကောင်းအောင်ပုံစံပြောင်းပြီးပြန်လုပ်ချင်တာတကြက်သားကိုပဲစုထားချင်တာဆိုရင်တော့ဒါဆိုရင်ရွှေအားဖြင့်ကိုကျွန်တော်ကပြန်တွေးကြမယ်မိမိလှုပ်ထားတဲ့တကြက်သားကောင်းအောင်ကျွန်တော်ကပြန်ဖြတ်လိုက်မယ်ဖြတ်ပြီးသွားရင် နောက်ထပ်ကျမတို့ကရောင်းလိုက်ပြီဖြစ်စီပေါ့အစ်စ်ပြန်လုပ်မယ်ပေါ့အဲ့တော့ဒီတကြသားကိုပေးလိုက်မယ်နောက်ထပ်အထည်အစ်စ်တကြသားကိုပြန်ယူမယ်တကြသားချင်းမယ်တကြသားကိုပေးလိုက်ရင်ကိုကတကြသားပြန်ယူမယ်ရှင်းတယ်နော်ဒီဒီရှင်းတယ်နော်ကျမတို့စီမှာရှိတဲ့တကြသားကုန်းကိုမိမိလုပ်ထားတဲ့ဆိုင်မှာပြန်ပေးလိုက်မယ်ရောတကြသားကျမရွှေတကြသားကုန်းပြန်ယူမယ်ဆိုသူကသူ့စီရတကြသားကုန်းကိုတွက်ပြီဒါဆိုရင်ကျမတို့ပေးလိုက်တဲ့ရွှေတကြသားဒီကျမတို့ရဲ့ net အလေးချိန်တကြသားကိုရမယ် ရောင်းနေတဲ့ဈေးနဲ့9000ခွာခြင်းခွာမယ်3သိန်းခွာခြင်းခွာမယ်အထည်ပြက်လို့ဒီထက်ခွာခြင်းလည်းခွာမယ်ဒါကတော့ဆိုင်ရဲ့စီမင်းစည်းကမ်းနဲ့ပဲသက်ဆိုင်တယ်ကျွန်မမသိဘူးဟုတ်ပြီနော်တက်တာတဲ့ဆိုင်လဲခွာခွာရနေတဲ့ဆိုင်လဲရှိမယ်ခွာရများတဲ့ဆိုင်လဲရှိမယ်โอเค ဒါကတော့အယောင်အဝယ်ကတော့ပုံမှန်အားဖြင့်ကတော့ရောင်းတဲ့ဈေးနဲ့ဝယ်တဲ့ဈေးနဲ့ဒီပုံမှန်အားဖြင့်ကတော့ခွာလေးခွာတာရှိတယ်။နည်းနည်းခွာတာနဲ့များများခွာတာပဲရှိတယ်။ Okay ဒါဆိုရင်ကျမတို့ကပေါက်ဈေးအတူပဲပေါက်ဈေးတန်းပေးတယ်ပဲဆိုပါစို့။တို့ရောင်းနေတဲ့ခါကလည်းတဘောက30ဈေးရောင်းနေဆိုရင်ကျမတို့လည်း30ဈေးပေးတယ်ပဲဆိုပါစို့။ နော်ခွာတဲ့ဈေးတွေမတွက်တော့ဘူးဆိုပါစို့ယော့ငါနင့်ကိုတကြက်သားပေးမယ်ငါနင့်စီကတကြက်သားပြန်လိုချင်တယ်ဆိုရင်ကျမတို့ပေးလိုက်တဲ့တကြက်သားဒီ net ဒီမှာရှိတဲ့ဆွဲကြိုးရဲ့တကြက်သားအလေးချိန်တိုင်းရမယ်ကျမတို့ကိုသူကပြန်ပေးမယ်အထည်ဒီသူ့အထည်ကို လုတ်တဲ့လောက်ခလက်ခအယောအတွက်ကျမတို့ကပေးရမယ်နော်အယောအတွက်ပေးရမယ်အယောအတွက်ဒီနှစ်ပဲလားနှစ်ပဲလေးရွေးလား တပဲ6ရီကတော့မရှိတော့ဘူးနဲ့တူတယ်ဒီခေတ်မှာเนาะနည်းနည်းလေးအဲတပဲ6ရီနဲ့တော့မရလောက်တော့ဘူးနဲ့တူတယ်ဆိုင်းနေမှာเนาะထားပါတော့နှစ်ပဲပေါ့နှစ်ပဲဆိုပါစို့အရောအတွက်နှစ်ပဲပေးရတယ်ဆိုပါစို့เนาะအဲ့တော့ကျမတို့ကတကြသားသူ့ကိုပေးလိုက်တယ် သူကသူ့ဆီကတကြက်သားကုန်းကျွန်မတို့ကပုံစံအစ်စ်ကလေးလိုချင်တယ်ကျွန်မတို့ကတန်ချိုးပါရိုက်ပေးလိုက်မယ်သူ့ဆီကနေတိုးချိုးလာအဲကျွန်မတို့ကဆက်ချိုးလာလက်ချိုးစသဖြင့်မချိုးတကုန်းကုန်းယူမယ်ဆိုရင်ကျွန်မတို့ကသူကတကြက်အပေါင်းသူ့ရဲ့အယောတွန်းနှစ်ပဲပေါင်းတွက်မယ်ဒါဆိုရင်ကျွန်မတို့ကရွှေအားဖြင့်နှစ်ပဲရှုံးပါတယ်အစ်စ်ဟောင်းဘလို့ကွာလဲဆိုရင်ရွှေချင်းအားဖြင့်ကျွန်မတို့နှစ်ပဲရှုံးပါတယ် ကျမတို့ရဲ့ရွှေသည်ရွှေအလေးချိန်တိုင်းပဲဖြစ်ပြီးတော့မှဆိုင်ကနေဝယ်တာကတော့ဒီအထည်ကိုလုတ်တဲ့အရော့အတွက်စာကိုကျမတို့ကထပ်ဆောင်းပြီးတော့မှပေးရပါတယ်။အဲ့တော့တကြက်နဲ့နှစ်ပင်းကိုယ့်ရဲ့အလေးချိန်တကြက်သားရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ပင်းသားကျမတို့ကငွေဆောင်းပြီးပေးရမယ်။ဒါဆိုရင်အရော့အတွက်လက္ခဏာကဘာဖြစ်တာလဲ။နော်ကျမတို့ပစ္စည်းကြတော့အရော့အတွက်လက္ခဏာကဘာဖြစ်လို့မရတာလဲဆိုရင်ကျမတို့ဒီအင်ကြီးချုပ်ဝစ်တယ်။အင်ကြီးချုပ်ဝင်ဆက်ဆိုင်စီမှာအင်ကြီးချုပ်ခပေးရတယ်။ ်နော်အဲ့တော့ကျမတို့အဲ့ဒီအင်ကြီးချုပ်ခါဟာကျမတို့သူများကိုပေးလိုက်တယ်သူများကိုပြန်ရောင်းခြင်းနဲ့ဆိုကျမတို့တွေအင်ကြီးချုပ်ခါဟာကျမတို့အဆုံးဟုတ်တယ်နော် ဟုတ်တယ်လားအဲ့တော့ကျမတို့အထယ်ဒီမှာလည်းဒီလိုပဲဒီအထယ်ကိုလုံတဲ့လောက်ခအနေနဲ့အဲ့တော့ရွှေဆိုင်တွေရဲ့အမျက်ဟာအယောဒတ်မှာပဲရှိတယ်။အဲ့တော့ရွှေဆိုင်တွေကလည်းဒီအယောဒတ်ကိုအကုန်မြတ်သလားဆိုရင်ဒီမေးခွန်းကလည်းဟိုတနေ့ကမေးထားတဲ့မေးခွန်းနဲ့ဇက်တိုက်ခါနဲ့ဖြေပေးလိုက်မယ်။ရွှေဆိုင်တွေကလည်းဒီအယောဒတ်ကိုအကုန်လုံးမြတ်သလားဆိုရင်ရွှေဆိုင်ပိုင်ရှင်တွေကဒီပစ္စည်းကိုလုံတတ်တာမဟုတ်ဘူး။ဒီပစ္စည်းကိုလုံတဲ့ဗတိန်ပညာရှင်ကိုလုံခိုင်းရတာ။အဲ့တော့ဗတိန်ပညာရှင်ကဒီပစ္စည်းကိုတကုန်းကိုလုံလိုက်တယ်။တဘောကအယောဒတ်က "तू ကငါးရင်းယူတယ်ဆိုပါစို့၊၆ရင်းယူတယ်ဆိုပါစို့တပင်း င်းယူရယူဆိုပါစို့ဒါကပဒိန်ဆရာကယူလိုက်တာဟုတ်ပြီပဒိန်ဆရာစီကနေပတ်ကားအထည်ကျမတို့ကထွက်လာပြီထွက်လာပြီဆိုလို့ရှင်ဆိုင်ရှင်ကရောင်းနှန်းမှာသူ့ရဲ့အမျက်အတွန်ကျမတို့ကရွှေဆိုတာကကာလပေါက်စည်းရင်အဲကျမတို့ကအတိအကျတွက်ပြီးရောင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပဒိန်အယောအတွက်ရပြီရွှေလေးချိန်ရပြီဒါဆိုရင်ဆိုင်ရှင်ကသူ့ရဲ့အမျက်အတွန်အယောအတွက်မှာသူ့အမျက်ကိုထပ်ဆောင်းပြီးထွက်တော့တယ်အဲ့တော့ပဒိန်ဆရာကငားရွေးဆိုရင်ဆိုင်ရှင်ကလည်းငားရွေးယူခြင်းယူမှာပေါ့တပဲယူခြင်းလည်းယူမှာပေါ့ပဒိန်ဆရာကငားရွေးပြရတယ် င် तू ကတပဲယူလိုက်မယ်ဒါဆိုရင် तू က investment လုပ်တဲ့ investor ကိုတပဲယူလိုက်မယ်တပဲနဲ့ငားယူဆိုပြီးတော့မှ သူကရောင်းနေတကြက်အပေါင်းတပဲငါးရီနှစ်ကြက်အပေါင်းတပဲငါးရီစသဖြင့်မိမိရဲ့အထည်ပေါ်မှာမူတည်ပြီးတော့မှအယောအတွက်နဲ့ရောင်းနေအဲ့တော့ဝဲသွားတဲ့ဝဲသူကပြန်ပြီးရောင်းနေဆိုလို့ရှိရင်ဘယ်အချိန်မဲပြန်ရောင်းပြန်ရောင်းခုနကအယောအတွက်ဆိုတာကဝစ်စင်တဲ့အခါပြုတ်လုတဲ့အခါဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ရောင်းတဲ့အချိန်ကြလို့ရှိရင်ကျမတို့ကရွှေချင်းအတိုင်းမင်းရတယ်။ဘယ်အချိန်မင်းရောင်းရောင်း ရွှေဝယ်ယူဝစ်စင်သူဟာရွှေချင်းအတိုင်းပြန်ရတယ်ဒါကြောင့်မလို့အယောအတွက်နည်းသလားများသလားမေးပြီးတော့မှဝယ်လို့ပြောတာဘာဖြစ်လို့လဲအဲ့တော့အယောအတွက်ကနှစ်ခါပေးရတာလားဝယ်တော့ကအယောအတွက်ပေးပြီးပြီလေဆိုတာအယောအတွက်ပေးပြီးပြီဆိုတာကဝယ်တော့ကကျမတို့ကအယောအတွက်ကိုပေးခဲ့တယ်အယောအတွက် plus အယောအတွက်ဒီတစ်ခါပဲပေးရတာကျမတို့ပြန်ရောင်းတဲ့အချိန်ကြတော့မှဒီအယောအတွက်ဟာအသက်ဝင်တာကျမတို့ရွှေချင်းအတိုင်းပြန်ရတာ ဟုတ်ပြီနော်တချို့ကကြတော့မရှင်းဘူးအရောတော့ကနှစ်ခါပေးရတာလားအရောတော့ကနှစ်ခါပေးရတာလားဝယ်တော့ကပေးပြီးပြီလေဝယ်တော့ကပေးပြီးပြီလေဝယ်တော့ကပေးပြီးတဲ့ဟာကိုပြန်သွားရောင်းတော့မှနှုတ်ရတာဟုတ်ပြီနော်ဆိုတဲ့ခါကြတော့ဒါကလည်းကျမတို့အရောတော့နဲ့ပတ်သက်တဲ့ဟာလေးအဲ့ဒီတော့ခုနကညီမလေးရဲ့ဒီမေးခွန်းကိုပြန်ကောက်တယ်ဆိုရင်အထယ်အစ်နဲ့အထယ်ဟောင်းနဲ့ဘာကွာလဲဆိုရင်တော့မိမိဟာအရောတော့ကွာပါမယ် နော်အရော့အတွက်ကွာပါမယ်ရွှေချိန်ချင်းအတူတူလိုချင်နေဆိုရင်အရော့အတွက်ကိုထပ်ဆောင်းပြီးပေးရမယ်အရော့အတွက်ရှုံးမယ်နော်အရော့အတွက်ထပ်ဆောင်းပြီးပေးရမယ်အဲ့တော့ငွေအားဖြင့်ဆိုရင်တော့လွန်ခဲ့တဲ့9နှစ်ကလှုပ်ထားတဲ့ဟာကိုအပြီးရောက်လိုက်မယ်ဆိုငွေအားဖြင့်မြက်တင်ဒါပေမဲ့ရွှေအားဖြင့်မမြက်ပါဘူးနော်အဲ့တော့ကျမတို့ကလွန်ခဲ့တဲ့9နှစ်တုန်းကရွှေစည်း10သိန်းစည်းမှာစံတအိတ်ဟာ9000 အဲ့တော့ဒီနေ့မြန်မာခေတ်မှာရွှေဈေး3600 3900 30000ဟာ3000 4000ဟုတ်တယ်နော်ဆိုတော့ငွေကြေးဖောင်းပွားလာတာ ਨੇ အများကျမတို့ကငွေပမာဏကကြီးသွားတာပဲအဖက်တင်တာအဲ့တော့ရွှေတစ်ချက်သားဒီတစ်ချက်သားပဲရွှေ30သားဒီ30သားပဲဟုတ်တယ်နော်ရွှေ30သားကိုဝယ်ထားပိုင်ဆိုင်ထားတဲ့သူကရွှေ30သားက30သားပဲမြက်လို့မလို့ကျမတို့ကရွှေရှိနေတဲ့ရွှေတစ်ချက်သားကိုရောင်းလိုက်မယ်ဒါဆိုရင်မိမိငွေပဲရှိ ငွေပဲရှိပြီးတော့မှငွေကင်ထားလိုက်တယ်ငွေကင်ထားပြီးတော့မှရွှေပြန်လုတ်ချင်တယ်ဆိုလို့ရှိရင်တော့ရောင်းစင်းနဲ့ဝယ်စင်းနဲ့ different minus ဖြစ်မယ်အခောက်တုံးနေဆိုလို့ရှိရင်အထင်ဆိုရင်အယောအတွက် plus ရောင်းစင်းဝယ်စင်း different ဖြစ်မယ်ဒါကြောင့်မလို့မိမိဟာရွှေနဲ့တိုင်းတာတာလားငွေနဲ့တိုင်းတာတာလားကျမတို့အခုနောက်ပိုင်းဆိုရင်တယောက်နဲ့တယောက်နဲ့မိတ်ဆွေတွေကူညီရဲဆိုရင်တော့မှကျမတို့ တွေကငွေနဲ့တိတ်ပြီးတော့မှမကူညီကြအောင်ငွေလူပတ်စံလူတယ်မလားလူရင်ရွှေလာယူလင်းရွှေတပိုင်းရွှေတပိုင်းယူလိုက်ရွှေတပိုင်းယူပြီးတော့ရော့ရွှေ30သားယူသွားတယ်မလားပြန်လာလို့ရှိရင်လဲရွှေ30သားပဲပြန်ပေး ရွှေပဲယူငွေနဲ့ကျွန်မတို့တွေမမတ်ကြဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုကကူညီတာအတိုးရင်းပွားလဲဘာမှမယူဘူးဆိုရင်ကျွန်မတို့ကရွှေနဲ့ပဲကူညီလိုက်တယ်။အဲ့တော့ကိုကသူ့ကိုကူညီလိုက်တယ်။ကိုလက်ထဲမှာငွေမရှိလို့ရွှေရောင်းပြီးတော့မှပေးလိုက်တယ်။ရွှေစည်းရ3,900နဲ့ပေးလိုက်တယ်။ဒိုင်းနိုင်နိုင်နိုင်ဆိုရွှေစည်းရ3,600ဖြစ်သွားတယ်ဆိုရင်ကိုကကိုငွေပြန်ရတဲ့အချိန်မှာရွှေ10သားပြန်ဝယ်လို့မရတော့ နော်အဲ့တော့ကိုကကိုရဲ့မိတ်ဆွေအချင်းချင်းကူညီတယ်ဆိုလို့ရှိရင်ကျမတို့ကရော့ရွှေ30သားလာယူလင်ရွှေ50သားလာယူလင်အဲစသဖြင့်ရွှေနဲ့ပဲကူညီကြတယ်ကျမတို့အတိုးရင်းမွားလည်းမယူကြဘူးဆိုရင်ရွှေနဲ့ပဲကူညီပြီးတော့မှပြန်ပေးရင်လည်းရွှေနဲ့ပဲပြန်ပေးနော်ဆိုပြီးတော့မှရွှေနဲ့မှတ်ကြတယ်ရွှေစံနှုန်းနဲ့မှတ်ကြတယ်အဲ့တော့ရွှေဆိုတာဘာလဲဆိုရင်တော့ money inflation ကိုကာကွယ်နိုင်တဲ့အရာဒါကြောင့်မလို့ငွေအားဖြင့်မြက်တင်ရွှေအားဖြင့်ဆိုရင်တော့တစ်ချက်သားဒီတစ်ချက်သားပဲ ာလပေါက်စီဘလောက်ဖြစ်သွားဖြစ်သွားမိမိရှိတဲ့ရွှေသည်မိမိရှိတဲ့ရွှေချိန်ပမာဏပဲဖြစ်တယ်အဲ့တော့အဟောင်းနဲ့အစ်စ်နဲ့ဆိုရင်တော့ကိုကအထည်အစ်စ်ကိုလိုချင်နေဆိုရင်တော့အယောအတွက်ထပ်ဆောင်ပြီးတော့မှပေးရမယ်ကိုကအယောအတွက်ထပ်ပြီးတော့မှငွေကုန်မယ်ဒါပဲရှင်းပြီနော်ဒါဆိုသဘောပေါက်ပြီနဲ့တူတယ်နော်နော်ဒါဆိုရင်သဘောပေါက်ပြီနဲ့တူတယ်နော် ကဲဘယ်တပည့်တဲ့ကြီးသဘောပေါက်လားမသိဘူးเนาะမေးစရာရှင်မင်းเนาะအဲ့လိုညင်ပြီးတော့မှနားထောင်ပြီးအသေးတွေပဲပေးပြီးရန်ရောင်းကောင်းပါစီဆိုတော့ကျမလည်းပြောရတာနားထောင်တာလည်းမသိနားမထောင်တာလည်းမသိတစ်တော့ဖန်တွေကိုပို့ချက်လိုက်မှာเนาะတစ်တော့ဖန်တွေဆိုရင် comment တွေကအပြည့် motivation တွေရောသူတို့မေးခွန်းလေးတွေလည်းမေးချင်တာလေးတွေကလည်းအပြည့်တစ်တော့ဖန်တွေကိုပို့ချက်လိုက်ရမှာလားပြောနော် Facebook Facebook က ဖန်တွေကတန်တန်လေးကောင်းကောင်းလေးကြီးပဲလုပ်နေတာ TikTok ကဖန်တွေကိုပို့ချက်လိုက်ရမှာပြောနားထောင်လားလည်းမသိနားမထောင်လားလည်းမသိ

အားလုံးပြစ်ပြီးမင်းကိုပဲချက်လိုက်အဲတမီနားထောင်နေရမောင်မရှင်နဲ့နားထောင်နေရမောင်မသိန်းနဲ့နော်ဟောလေးအဲ့လိုလေးနေနားထောင်နေတယ်သဘောပေါက်တယ်သဘောမပေါက်မိကုန်းလေးအဲ့လိုလေးကြတော့မှကျမလည်းပြုံးရတာအားရှိတယ်နော်မဟုတ်ရင်ကျမလည်းပြုံးရတာအားရော့တယ်အပြန်အလှန်ပြုံးရမှလေမဟုတ်ရင်တယောက်တည်းကြောင်တောင်တောင်ကြီးဖြစ်နေတယ်နော် တော့မှအဲ့လိုမျိုးကြတော့မှ comment လေးတွေ့တော့မှဟောနားထောင်နေရင်စိတယ်မစိဘူးအဲ့လိုဖြစ်တာနော်အဲကြောင့် comment လေးလည်းမအောင်လို့ပြောတာနှစ်ဆနဲ့ကိုသိန်းဘယ်သူယူကြအောင်မလဲ 29သိန်း29သိန်းလေးဘယ်သူယူကြအောင်လဲ29သိန်းလေးနေ29သိန်းလေး29သိန်းလေး29သိန်းလေး29ကျွန်တော်တို့ပြီးလို့ရှိရင်ဒီဗီဒီယိုဖိုင်လေးညာဟိုဘက်က Elmon Thin Page မှာရှိတယ်เนาะအဲ့ဒီမှာသွားကြည့်ပြီးတော့မှအဲ့ဒီမှာ share ခြင်းအဲ့ဒီမှာ share ကြဒါနစေ့ခြင်းစေ့ကြ share ခြင်း share ထားကြအဲ့ဒီကိုသွားနော်အဲ့ဒီကိုလည်းသွားပြီးတော့မှအဲ့ဒီမှာအဲ့ဒီမှာသွားနှာထောင်နော် live မကြည့်ဖြစ်တဲ့သူတွေကလေဒီခါလေးစား live မကြည့်ဖြစ်ဘူးဒီနေ့အတွက်ဘာ speech လေးတွေဆိုအဲ့ဒီဘက်ဘက်မှာ speech တွေဒီဘက်တည်တန်တယ်နော် speech ဆိုလို့ကတင်လိုက်ရင် k k ပေါင်းချက်ချင်းဒိုင်းဒိုင်းဒိုင်း k တယ်နော်ဓာတ်ပုံတင်လို့ကတော့သူတို့ကမလုပ်ဘူးသူတို့ကလည်း speech မှအဲ့ဘက်က speech only အဲ့ဘက် page က hmm แต่เดี๋ยวผมเดี๋ยวเราจะได้ไม่ยาวสปีมาอะไรร้ป่สู ီလောက်လည်းပဲအစီဝတ်တာတော့အဟန်းလေသူများလိုလည်းပဲနေပြန်အပြေအေးတွေဒါတအေးကားလောက်ဝတ်လို့ရတော့အန်ဒီမလေးငမန်းရှိတယ်ငမန်းရှိတယ်ငမန်းရှိတယ်မာလဲသွားဟွာဖြစ်ကြနော် ွေတစ်ချက်သားဆိုရင်တဲ့အဲအယောရလက္ခအများဆုံးရှိနိုင်လဲပုံမှန်တပဲ6လေးပဲအဲမယ် ော့ဆွဲကြိုးတကုံးဟာတကြက်သားဆွဲကြိုးတကုံးဟာပုံသုံးအဲ့လိုအဲ့ဒီအထက်ပဲဖြစ်မှာပေါ့အောက်ထက်ကတော့ကျမတို့ပုံမှန်အရင်တော့လိုမျိုးကျမတို့တရံဝင်ပွန့်ပွန့်လင်းလင်းမြင်တာထင်တာနဲ့ကျမတို့ညောင်းတဲ့အချိန်မှာတော့ရွှေပေါင်စင်းအဲအယောအတွက်ဒီကျမတို့ကတကြက်သားဆိုရင်တပင်းနဲ့6ရွေးကျမတို့3မှတ်ဆိုလို့ရှိရင်တပင်းနဲ့4ရွေးအဲ9မူသားဆိုလို့ရှိရင်တပင်းနဲ့2ရွေးအဲကျမတို့6ပင်းဆိုရင်တပင်း နော်တမတ်သားဆိုလို့ရှိရင်ကျမတို့က6ရွေး9ရွေးပေါ့နော်ကျမတို့အဲ့လိုမျိုးလေးယူတယ်အဲ၆ရွေး၇ရွေးယူတယ်ကျမတို့တမူးသားကုန်းလေးတွေဒီလိုအလိန်ကျိုးလေးတွေတမူးသားကုန်းလေးတွေဆိုလို့ရှိရင်ကျမတို့က၄ရွေးသိလားအဲ၅ရွေးဒီလိုမျိုးလေးယူတယ်เนาะဆိုတော့၄ရွေး၅ရွေးငယ်လို့ရှိရင်တော့အရောတကရမ်းမတက်တာတော့ဘူးပေါ့တမူးသားကုန်းလေးဆို၄ရွေး၅ရွေးယူတယ်အဲကျမတို့၄ဘဲကုန်းဆိုလို့ရှိလို့ရှိရင်ကျမတို့ကတဘဲ၇ရွေးတဘဲလောက်ယူတယ်၆ဘဲသားဆိုလို့ရှိလို့ရှိရင် အဲတပဲတပဲတရွေးလောက်ယူတယ်နောက်တစ်ခါအဲငားမှုဆိုလို့ရှိရင် တပဲနှစ်ရွေးယူတယ်သုံးမတ်ဆိုလို့ရှိရင်တပဲလေးရွေးယူတယ်တကြက်ဆိုရင်တပဲ6ရွေးယူတယ်အဲ့ဒါပုံမှန်ပဲကျွန်တော်တို့အရင်တုန်းကတော့အခုကတော့အဲ့ဒီချက်တွေများမှာပေါ့နော်အဲ့လိုဖြစ်မှာပေါ့ကျွန်မတော့အခုတွစ်ဆန်တမ်းနေကာလနောက်ပိုင်းမှာကျွန်မရွှေမယောင်းတဲ့ခါကျတော့ဘလိုတွေဘလိုတွေလုံနေကြတယ်ဆိုတော့ သူ process ကိုတော့ကျမသိမသိဘူးเนาะကျမပုံမှန်နောက်ဆုံးအချိန်ထိကျမရွှေ့ရောင်းသွားတော့ရဲအဲ့ဒီပုံစံနဲ့ပဲရောင်းတယ်เนาะနောက်ဆုံးအချိန်ထိလွန်ခဲ့တဲ့အဲ6လလောက်ထိကတော့ကျမရွှေ့ရောင်းတဲ့ပုံစံဒီရွှေ့မြောင်းတာတော့6လလောက်ရှိသွားနေတဲ့တွေ့ရနော်အဲ့လောက်ထိကတော့ကျမနောက်ဆုံးအချိန်ထိရွှေ့ရောင်းတာတော့ကျမအဲ့ဒီနီလန်အတိုင်းပဲရောင်းနေအဲ့ဒီပုံစံအတိုင်းပဲရောင်းနေအဲဒီဘက်ရဲ့ အပြောင်းလဲတွေနဲ့တတ်မှတ်ကာလာဈေးတွေဖြစ်တယ်ဆိုတော့နောက်မှာတော့အာဘလို့ပုံစံနေနဲ့ဈေးွက်ထဲမှာလောက်ကင်နေကြလဲ I don't know မသိဘူးပေါ့နော်မသိဘူးပုံမှန်ရတော့ကတော့အဲ့ဒါပဲကဲ29ဒင်းယူကြအောင်နစကူဒင်းယူကြအောင် นะเสนกูเด้งนะเสนกูเด้งนะเสนกูเด้งมา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 แกต้องลงซิเลยนะเสนกูเด้งมาอ๋อมาสัญญาดิลองจิโลเมียวเหรออ๋อเออืมฮัลโหลนั่นนี่ปีรอมละชูเมียวเนาะล่ะ ဟုတ်လားအဲ့လောက်တော့ကြာသွားပြီလားအဲ့လောက်တော့မြန်သွားလားရွှေမြောင်းလားမမေရဲ့အဲ့လောက်တော့ဖြစ်သွားပြီလားဟာလားခဏလေးလိုပဲเนาะအချိန်ကဟောဒါကြောင့်မလို့မောင်လဲခဏလေးနဲ့ပြန်ရောက်မှာပါအဲ့လေစိုင်းနာတွေတွေးပါမယ်ဟိုလူတော်လဲဟိုလူတော်လေးလားလေဟုတ်တယ်မလားဟိုလူလေးလားတော့ခဏလေးလိုပဲငါတို့မှာเนาะဘယ်လိုဆောင်ကြည့်ဟမ်အဲ့ချောင်းကြည့် ဟုတ်ပါတပတ်ပေါ့ဟုတ်တပတ်လက်ခဏလေးပါ နော်29 29 29 29 29 29 29 29 29 29 29ဒါလေးက235ဒိန်235ဒိန်ဒါလေးက235ဒိန် 200တဆနဲ့200တဆနဲ့9ဒိန်200တဆနဲ့9ဒိန်မှာ200တဆနဲ့9ဒိန်မှာ200တဆနဲ့9ဒိန်မှာလက်ကောက်ကလေးက200တဆနဲ့9ဒိန်မှာလက်ကောက်ကလေးကစမီပြောင်းလို့ရောက်တာတဲ့တနည်းခွဲရှိပြီတဲ့အင်းစာချုပ်6လ3ငါချုပ်ပြီးသွားအေး နော်အဲ့လိုတဲ့လားဟွန်းမမသာသာဟာလားမြင်နေနော်မြင်နေကဲနကကတော့စင်ရင်ပြည့်သွားပြီ နဂတ်ကတော့ဆင်းရဲပြည့်သွားပြီထက်လိုချင်နေရင်တော့ရှိသေးတယ်နဂတ်တရားတော့56ခွင့်ရရှိသေးရပစ္စည်းကတော့ရှိသေးရเนาะကျမဆင်းရဲတက်ကလို့ပြောထားတာထက်လိုချင်နေရင်ရှိပါတယ်เนาะကျမတက်ကကဆင်းရဲလို့ကျမတက်ကကဆင်းရဲပစ္စည်းကရှိသေးတယ်เนาะပစ္စည်းကရှိသေးရကိုတက်ကကတော့ဆင်းရဲဆိုပေမဲ့ပစ္စည်းကရှိသေးတယ်56သိန်းခွင့်ဟုတ်စား56သိန်းခွင်56သိန်းခွင်ဘယ်သူယုံမလဲ56သိန်းခွင် 李胜男唱邓关。李胜男唱邓关。李胜男唱邓关。哎、欸、呀，李啊！李胜男唱邓关。李胜男唱邓。